တယ်မနေ့ကရှင်းလင်းချက်တွေလုပ်ပြီဆိုရင်ဒီမှာငါးဘုတ်တက်ရှိတယ်အဲ့ဒါကိုဒီနေ့မှအောင်ကြိုးစားပြီးတော့ဖြေးမယ်နော်ဩဒီနေ့မှဒီဗီဒီယိုတွေ့ရလို့ဆိုလို့ရှင်တော့မနေ့ကဟာလေးတစ်ခုတင်မဟုတ်ဘဲနဲ့ day 1အထိပြန်သွားပြီးကြည့်လိုက် day 1နဲ့ day 30အထိကုန်လို့ရှင်အင်္ဂလိပ်စာအောက်သက်ကျေးပြီးကျွန်တော်အင်္ဂလိပ်စာအောက်သက်ကျေးနေပါပြီဆိုပြီးတော့ရရရပြောလို့ရပြီတကယ်ကြိုးစားခဲ့မယ်ဆိုရင်ပေါ့နော်ဒီနေ့မှတွေ့ရလို့ဆိုရင်ပြောတာနေ့တိုင်းတင်နေတဲ့လန်တာကတော့ဒါကို AC ဖြေးလို့ရပြီကဲဒါကိုသုံးပြီးတော့ဒါလေးခဏလောက်ဖြေးကြည့်လိုက်ပါကဲဟုတ်ပြီဒါဆိုရင်ဖြည့်ပြီးမှဆိုရင်ကျွန်တော်ဖြည့်တိုက်မယ်ပေါ့နော်ငါအင်္ဂလိပ်စာသင်ယူခြင်းတယ် ငါအင်္ဂလိပ်စာတင်ယူခြင်းလဲတင်ယူခြင်းလဲဘာဖြစ်လို့လဲငါဆိုတော့အာယုံရေးလိုက်တယ်ပြီးရင်ဘာလို့ခြင်တာလဲတင်ယူခြင်းတာတင်ယူခြင်းတာဆိုရင်ဘာလို့သုံးမလဲဆိုရင်ခြင်တာဆိုရင်1 2ကိုသုံးမယ် i 1 2သူ့နောက်မှာ verb 0လာမယ်မနေ့ကတင်ထားပြီးသား verb 0လာမယ်လို့ပြောထားရယ်နော်အဲ့တော့ i want to ရဲ့နောက်မှာတင်ယူတာဘာလဲဆိုရင် land ကျွန်တော်ရှေ့ရက်တွေမှာပြောထားရယ်သူများအတင်ပြီးရင် teach ကိုကတင်ယူရင် land ဘာလို့တင်ယူခြင်းတာလဲအင်္ဂလိပ်စာဆိုတော့အင်္ဂလိပ်စာဆိုတာစာဆိုတာတော်တော်ရေးရေးစရာမလိုဘူး english အင်္ဂလိပ်ကတလုံးနဲ့နဲ့အင်္ဂလိပ်စာလည်းအဓိပ္ပာယ်ထွက်တယ်အင်္ဂလိပ်စကားလည်းအဓိပ္ပာယ်ထွက်တယ်အင်္ဂလိပ်လူမျိုးလိုလည်းအဓိပ္ပာယ်ထွက်တယ်အားလေးမှတ်ထားအင်္ဂလိပ်စာဆိုရင်စာဆိုတဲ့တက်ထည့်စာမလို့အင်္ဂလိပ်စာနဲ့အင်္ဂလိပ်ဖြစ်သွားပြီ။ "तू မက तू မရဲ့အိမ်စာကိုပြီးဖို့လိုအပ်တယ်။ तू မဒီဆို she subject ပြီးနောက်ဆုံးသွားမဖြစ်တာလေလိုအပ်တယ်ဆိုတော့ she need ဘာလို့ဖို့လိုရလဲ ပြီးဖို့လို့လားเนาะဒီမှာနီးနောက်မှာထူလိုက်ရမယ်ဆိုထူပေါ့ဒါပေမဲ့ကျွန်တော်ရှေ့ရရတဲ့မှာပြောထားရဲတခုကိန်းဆိုရင်ဒါတွေကအကုန်လုံးဘဝန်လို့ယူဆရဖြစ်တဲ့တကြောင်တခုကိန်းဆိုရင်ဒီဘဝန်လေးမှာ S ထည့်မယ်ထူနောက်ကကောင်းမှာ V0 เนาะရှေ့နောက်ကနီးရဘဝန်ထူနောက်က V0 ပြီးတာပါလဲဆိုရင် finish she need to finish ဘသူ့ဤအင်စာကိုလဲသူမဤအင်စာကို သူမဤဆိုတာ possessive adjective ရှေ့ရ D အစပိုင်းလေးမှာသင်ထားပြီးသားသူမဤကိုဘယ်လိုခေါ်လဲဆိုရင်ဟာအင်စာပါလဲဆိုရင် home ပါเนาะ homework ဆိုတာအင်စာ housework ဆိုတာအင်အလုပ်အားလေးလဲမှတ်ထားသင်အားတဲ့အချိန်မှာဘာလုပ်ရတာကိုနှစ်သက်လဲဟောဘာမေးခွန်းကြီးဖြစ်နေလဲလဲမေးခွန်းလဲမေးခွန်းဆိုတော့ဘာမှမစဉ်းစားခဲ့အရင်စဉ်းစားမှာ question what wh ကိုအရင်စဉ်းစားရမယ်အဲ့တော့ဘာလုပ်ရတာဆိုတာဘာဆိုတော့အင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် what နဲ့တော့လိုက်မယ် what ရေးပြီးသွားလို့ရှိရင်နှစ်သက်တယ်လဲနှစ်သက်လဲဆိုတာဒီမှာနှစ်သက်တယ်ဆိုတာ like ကိုတောင်းရမှာအဲ့တော့ what မေးခွန်းပြီးလို့ရှိရင် what ပြီးရင်ဘာလာမလဲဆိုဒုတက်လာမယ်မေးမှာတင့်အောင်မေးမှာဆိုတော့ second person အများသဘောဆောင်တဲ့ do ထုတ်လိုက်တယ် what do ပြီးရင် subject လာမယ် you ပြီးရင်လောက်ရတာဆိုတော့ခုနနှစ်သက်တာနဲ့တွေ့တော့ like to နဲ့ verse you နဲ့တွေ့ရမယ်ဆိုတော့ what do you like to do ဆိုရှင်အားလက်ချိန်မှာအချိန်လေးရှိမှာ preposition ထည့်ရမယ်အားလက်ချိန်ကို in နဲ့ရေးလို့ရှိရယ် blue ရဲ့အားလက်ချိန်လဲ thin e အားလက်ချိန် thin e ဆိုတော့ you are ထည့်ရမယ် in you are free time နောက်တစ်ခု သူကတင်ချာကိုလေ့လာဖို့မမုံပါဘူးတဲ့တင်ချာကိုလေ့လာတာသူမမုံပါဘူးသူဒီဆိုတော့ဟီပင်မမုံပါဘူးဘူးဆိုအငင်းအငင်းဆိုဒီပုံစံကိုသုံးရမယ်ဓာတ်ဆက်နဲ့ဒုံနဲ့သုံးမယ်ဟီရတခုကိန်းဆိုပါသုံးလိုက်မယ်ဓာတ်ဆက်အောင်သုံးလိုက်မယ်ဓာတ်ဆက်သုံးလိုက်ဓာတ်ဆက်နောက်မှလည်းဗစီရိုဖြစ်ရမယ်ဘာမှဖြစ်တာလဲဆိုရင်မမုံတာဆိုတော့ဟိတ်ကိုထည့်မယ်အဲ့ဒီဟိတ်မှာ S မလို့ဘူးဘာကြောင့်မလို့လဲရှေ့မှာဓာတ်ဆက်ရှိတော့ဗစီရိုဟိတ်နောက်မှတခါဗဆက်လိုက်ရမယ်လို့ဆိုသူဆက်လိုက်လာပြန်ရောသူနောက်မှဗစီရိုထည့်မယ်ဘာလို့မမုံတာလဲလေ့လာဖို့မမုံတာဆိုတော့ steady ဘာလို့လေးလောက်မမုန်းတာလဲသင်ချာသင်ချာတော့အတူက mathematics လိုပဲရပါဘူးနော် mathematics လိုကြီးလည်းရတယ်ခဲတော့ခု သူကအစည်းကမ်းတွေကိုချိုးဖောက်ရဲတယ်နော်လူမိုက်ပေါ့သူဒီဆိုတော့ဟေးဆက်ပြေပြေဟိုနောက်ဆုံးတော့လှုပ်ရဲတယ်ရဲတာဒီမှာမင်းကသင်ထားတယ် dare to dare to လို့ရေးလိုက်ပြီ dare to ရေးပြီးသူထားမှာ dare ဒီ part 1ပဲဖြစ်တဲ့ကြောင်ဟီရတယောက်တစ်ဖြစ်တဲ့ကြောင် dare မှာ s လို့ပဲ he dare to ဘာလို့ရဲတာလဲချိုးဖောက်ရဲတာချိုးဒီဖြတ်ဒီကိုအင်္ဂလိပ်လိုခေါ်လဲဆိုရင် break လို့ခေါ်တယ် b r e a k break စည်းကမ်းတွေ the rules r u l e s rule this is plain တော့နေရပါတယ်ဒီမှာတော့စည်းမျဉ်းစည်းကမ်းကို rules လို့ရေးလိုက်မယ်ကဲဒါဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့တစ်မျိုးပါဖြစ်သွားပြီဆိုရင်ထပ်ပြီးတော့တည်သွားပြီဆက်ပြီးတော့စူးစမ်းလေးတာပါကျွန်တော်ဆက်ပြီးတော့သင်ပေးနေရုံပါပါ fighting ပါနော်